တဝဲမြကြောင်းအုံပြပြီးတဝဲကနေဘိတ်ကိုပတ်စံတစ်တာတွေတင်ဆောင်လာတဲ့စစ်ကောင်စီစက်လေတစည်းကိုလောင်းလုံမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်ခတ်ခဲ့တယ်လို့လောင်းလုံပကဖပြန်ကြားတဲ့တာဝန်ကပြောပါတယ်။မတ်လ10ရက်နေ့ည7:00နာရီလောက်မှာဗန်ဝန်နှန်း3ဦးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာတဲ့စက်လေကိုလောင်းလုံမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲက10မိနစ်ကြာပြီးစက်လီမှာပါတဲ့ပတ်စံတက်တာတွေကမြမစီပွားရေးဘဏ်ကဖြစ်နိုင်ကစစ်ကောင်စီဘက်ကပုံမှန်လစာထုတ်တာတွေကိုတဝဲကနေကုန်းချောင်းရေချောင်းတဆင့် တည်ယူပို့ဆောင်လေးရှိတယ်လို့လောင်းလုံမြို့နယ်ပကဖကပြောပါတယ်ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က20ကြော်တစ်ဆုံးပြီး30လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လောင်းလောင်ပကဖကပြောပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်တစ်ဆုံးမှုအခြေအနေကိုတော့ DPP အနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။လောင်းလောင်မြို့နယ်မှာရေချောင်းအုံပြူသွာလာနေတဲ့ငါးဖမ်းလေးတွေ၊ကုန်တင်တင်မတွေ၊စီတင်မတွေအနေနဲ့စစ်ကောင်စီတပ်သားတွေကိုတင်ဆောင်လာတယ်မပြုတ်လောက်ချဖို့နဲ့မပူပေါင်းချဖို့လောင်းလောင်မြို့နယ်ပကဖကအတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။